တဲ့တစ်ဘက်ကစီးရီးယားလေတဲ့အခြေဆိုင်စကန်ကိုအမေရိကန်ကဒုံးကျည်ရီနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်လက်ရှိအသုံးပြုနေတဲ့စီးရီးယားစစ်လေယာဉ်၅ဘုံတစ်ဘုံပျက်စီးသွားတယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis အဆိုအရသိရပါဗျ။အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စီးရီးယားလေယာဉ်20ရာခိုင်နှုန်းအပြင် လောင်စာနဲ့လက်နက်တိုက်တွေလေကြောင်းကာကွယ်ရေးစွမ်းရည်တွေထိခိုက်ပျက်စီးသွားတယ်လို့ကာကွယ်ရေးဝန်ကြီးမတ်တစ်ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး၎င်းအစိုးရစီးရီးယားအစိုးရအနေနဲ့လေတက်စကန်မှာရှိတဲ့လေယာဉ်တွေကိုလောင်စာစီဖြည့်တာလက်နက်ပြန်လည်တပ်ဆင်တာတွေကိုလည်းမလုပ်နိုင်တော့ဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့တောက်ကြနေမှာအမေရိကန်ဖြတ်သိမ်းမောနှစ်ဆင့်ကစီးရီးယားနိုင်ငံ Homes Bureau အနီးရှိ Shield Leaders Gang ကို Tomahawk ဒုံးကြီး59စင်းနဲ့ Derazet ပစ်ခတ်ခဲ့ပြီးကာကွယ်ရေးဝန်ကြီးကအဲ့ဒီတိုက်ခိုက်မှုဟာစီးရီးယားအစိုးရရဲ့ဓာတ်ရုလက်နက်အသုံးပြုမှုအပေါ်သတိပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။နောက်ပြီးစီးရီးယားသမ္မတဘာရှားအယ်အာဆတ်ကအပြစ်မဲ့ပြည်သူတွေကိုဓာတ်ရုလက်နက်နဲ့တပ်ဖြတ်နေတာကိုအမေရိကန်တွေကမတုံမလှုပ်နဲ့လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတာကိုလည်းအဲ့ဒီတိုက်ခိုက်မှုနဲ့သက်သေပြလိုက်တာဖြစ်တယ်လို့ Mr. Matic ကပြောကြားခဲ့ပါတယ်။ ပြည်တွင်းအခြေစိုက်လေးလာစောင့်ကြည့်ရေးအဖွဲ့အစိုးမှာတော့ရှေ့ရက်လေတက်စကန်ရဲ့ပျက်စီးမှုအခြေအနေအတိအကျကိုမသိရပေမဲ့ဆီးရီးယားလေယာဉ်တွေကိုဆက်အသုံးပြုဖို့ဆိုတာတော့မဖြစ်နိုင်တော့ဘူးလို့သိရပါတယ်။ဆီးရီးယားရေးနဲ့ပတ်သက်ပြီးအင်ဖြူရောပြောရေးဆိုခွင့်ရှိသူကလည်းတကယ်လို့ကလေးတယောက်ကိုအစိတ်တန်းခွေ့တင့်စေခဲ့ရင်ဖြစ်ဖြစ်အပြစ်မဲ့ပြည်သူတွေကိုစီပိုင်းဘုံတွေကျဲချခဲ့ရင်ပဲဖြစ်ဖြစ်သမရဒေါ်နယ်ထရန့်စီကတုံ့ပြန်မှုကိုမျှော်လင့်ထားဖို့တတိပေးထားပါတယ်။